မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းဘူးရလင်မြို့ပေါ်ကနေပြီးတော့ညောင်ပင်ကန်ရွာကိုမိုင်းရှင်းမှုလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လိုင်းအဖွဲတွေကကြားပြတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဲ့ဒီတဲက9ဦးဟာအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ22ရက်နေ့မနက်9:00နာရီအချိန်မှာလမ်းရှင်းမှုလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမိုင်းနှလုံးဆွဲခဲ့ပြီးတော့40မမအဖူ18လုံး60မမ10ဘူး80မမ15ဘူးလက်လုံများနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းကိုဘူးတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောကြားထားပါတယ်။တေမသေးတော့မသိရသေးဘူး။ ကျွန်တော်တို့ဆေးရုံကချိတ်ပိတ်ပြီးပြီဆိုတော့အရင်လိုတေးစီရင်မရနိုင်တော့ဘူးတိုက်ပွဲအတွင်းမြင်တာနဲ့ထိခိုက်စီရင်မဲ့ရတော့တယ်လို့ဘူးတလင်မျိုးနဲ့ပြည်သူကာကွယ်ရေးပကဖကပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကလက်နဲ့ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လေပြည်သူကာကွယ်ရေးအဖွဲ့တွေကဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့စစ်သားများဟာလမ်းမရှိနိုင်ဘဲနဲ့ပြန်ဆုတ်သွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဘူးတလင်မျိုးနဲ့ပကဖအဖွဲ့ဘူးတလင်မျိုးနဲ့တိုက်နယ်နှစ်အဖွဲ့ဘူးတလင်မျိုးနဲ့မဟာအဖွဲ့ ဘူးတလည်းမြို့နယ်ရံဘလူအဖွဲတကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲသခိုင်းတိုင်းရွှေဘုံမြို့နယ်ချီပါရွာဒရားထိန်မှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလာ၁၈ရက်နေ့ရွှေဘုံမြို့ကနေအင်အား90ခန်းနဲ့ချီပါရွာကိုစစ်ကြောင်းထိုးလာပြီးတော့ချီပါရွာဒရားထိန်မှာရက်တက်နေရာယူခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ရွှေဘုံမြို့ကအင်စည်းကား၂စီးဆက်နှဘင်းကား၃စီးနဲ့အင်အား150ခန်းထပ်ဖြည့်က ရှေ့ဆက်ပြီးတော့စစ်ကြောင်းထုတ်ရန်ပြင်ဆင်နေတဲ့အချိန်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရွှေဘိုကနေချီပါတရားထိတ်ကိုခြေချင်းအရင်လာပြီးတော့ကားနဲ့ဆင့်အားထပ်ဖြည့်တာဆက်ထွက်ဖို့ပြင်နေတဲ့အချိန်ကျွန်တော်တို့မဟာမိတ်တပ်တွေကထွက်လာတာနဲ့စီးပစ်ကြတာအခုထိမဆုတ်ကြသေးဘူးချီပါမှာပဲတန့်ခံနေတယ်ထိခိုက်သေးဆုံးမှုရှိနိုင်ပေမဲ့တရင်အတီးပြုတ်ဖို့တော့မလွယ်သေးဘူးဖြစ်နေတယ်အခုကလည်းအင်အားတွေထပ်ဖြည့်နေတယ်အခုဆိုရင်အင်အားက300ဝန်းကျင်လောက်ရှိနိုင်တယ်လို့ ဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရွှေဘိုကတာဝန်ရှိသူတူကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရွှေဘို Project Fly Flight for Democracy Drone တပ်ဖွဲ့ရွှေဘိုအာမန်မျိုးပြပြောက်ကြားတိန်ခအာမန်မဟူယာရွှေဘိုသား LPDF ရောင်နေရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ Flying Dragon Force ရွှေဘိုစွန်ရဲနဲ့ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာရှားထူးသောနှီးပညာတပ်ဖွဲ့ Team 6 Drone for Justice DFJ မတထောင်တကောင်ဘွားဒီပဲရင်အဖွဲတို့က face win drone များနဲ့ဝေဟင်စစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်မြို့နယ်မှာစစ်မှုတန်းဥရီနဲ့လူစုဆောင်နေတဲ့ရွှေမြောင်ကျေးရွာအုပ်ချုပ်ရေးမှုဝင်းကြိုင်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ23ရက်နေ့မနက်09:25မိနစ်အချိန်ကမှပြည်မြို့နယ်မှာစစ်မှုတန်းဥရီနဲ့လူစုဆောင်နေတဲ့ရွှေမြောင်ကျေးရွာအုပ်ချုပ်ရေးမှုဝင်းကြိုင်ကို ပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်363ညနဲ့တပ်ရင်းကရဲဘော်များကတနက်နေ့၃ချက်ပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်။တေဆုံသွားတယ်။အုတ်ချုပ်ရေးမှုဝင်းကြိုင်ဟာအကြမ်းဖက်စေကောင်းစီတပ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်တပ်ကခန့်အပ်တဲ့အုတ်ချုပ်ရေးမှုဖြစ်ပြီးတော့ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးခြင်းစစ်မှုထမ်းဥပဒေအတွက်အစည်းအဝေးခေါ်ယူပြီးတော့ပြည်သူတွေကိုဖိအားပေးခြင်းနဲ့လွန်ခဲ့တဲ့တလကန်ကမြို့နယ်မှုစခန်းမှုနေဒိန်းများကိုအိမ်မှာအဲ့ခံကျွေးမွေးတောက်စားပျော်ပါးက ရက်ရွာအတွင်းမှာရှိတဲ့ပြည်သူတွေကိုကြောက်ချဖမ်းဆီးမှုများပြုလုပ်ခဲ့တဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြည်ခရိုင်363ညနဲ့တိုင်ရင်းကပြောဆိုခဲ့ပါတယ်။နောက်ကျောကိုနှစ်ချက်၊နှစ်ထင်ကိုတစ်ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်လို့ပြည်ခရိုင်363ညနဲ့တိုင်ရင်းရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုခဲ့ပါတယ်။ပြည်ခရိုင်363ညနဲ့တိုင်ရင်းအနေနဲ့အကြမ်းဖက်ဆေးကောင်းစီရဲ့ထောက်တိုင်များဖြစ်တဲ့အုတ်ချုပ်ရေးမှုများ၊ရာအိမ်မှုများ၊ဆဲအိမ်မှုများ၊ရက်ကျေးထွေအုပ်စရေးများနဲ့ပြူစောတိသတင်းပေးများကို ပြတ်သားစွာအေးအေးယူဆောင်ရွက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ပဲခူးတိုင်းပြည်မြို့နယ်ပေါန်းတလဲမြို့မှာတပ်ဆွဲထားတဲ့စစ်တပ်ကင်းတဲ့ဂိတ်ကိုတိုက်ခတ်ရာစစ်သားတအူးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ22ရက်နေ့မနက်6နာရီခွဲအချိန်မှာပဲခူးတိုင်းပြည်ခရိုင်ပြည်မြို့နယ်ပေါန်းတလဲမြို့အထက်တန်းကျောင်းမှာတပ်ဆွဲနေတဲ့စစ်ကောင်စီကင်းတဲ့စစ်စေးရဲဂိတ်ကို 363ရတဲ့ PPDF တရဲတက်ခွဲ9ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးပွဲချင်းပြီးတိမ်ဆုံပြီးတော့စစ်သားတအူးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကပြန်လည်တိုက်ခိုက်ခဲ့တော့လေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကအထိကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အခုတိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာပြည်သူတွေအပေါ်ကိုနိုင်ထက်စီးနေရိုင်းပြဆဲဆိုစစ်ဆေးခြင်းကားသမားများကိုငွေတောင်းခံခြင်းတွေကိုပြုလုပ်နေတဲ့စစ်တပ်စစ်ဆေးရေးဂိတ်ဖြစ်တယ်လို့သိရပါတယ်။ စစ်အာဏာရှင်တိုက်ဖြတ်ရေးစစ်ရေးအရှိန်မြင့်တင်လာတာနဲ့အမျှစစ်ရေးပြင်းမှတ်များကိုပြက်ပြက်သားသားရှင်းလင်းတိုက်ခိုက်နေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်တပ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေတဲ့နေရာတွေနဲ့ခတ်ဝဲဝဲနေထိုင်ကြရန်စစ်တပ်ရှိနေတဲ့နေရာများကိုတိမ်းရှောင်သွားလာကြရန်သတိပေးချက်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အရခတက်တော် AA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုပြီးတဲ့နောက်မှာမြို့တော်စစ်တွေနဲ့ကြောက်ဖြူမြို့ပေါ်ကဒေသခံပြည်သူတွေဟာလွမြောက်နေမြင်တဲ့တခြားနေရာတွေကိုတွားရောက်တန်းရှောင်မှုတွေပုံမှုများပြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ၁၀ရက်နေ့ကကြာရောက်တဲ့အရခတက်တော်15နှစ်ပြည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မိကွန်းတဝင်းလွှာမှာအစိုးအဖြတ်တိုက်ပွဲကြီးအတွက်ပြင်ဆင်နေတာဖြစ်တဲ့အတွက်စစ်တွေနဲ့ကြောက်ဖြူမြို့ပေါ်ကဒေသခံတွေဟာ လွတ်မြောက်နေနေတွေကိုတွားရောက်နေထိုင်ကြဖို့အတွက်ပြောဆိုခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဗိုလ်ချုပ်ပြောဆိုပြီးတဲ့နောက်ဆယ်ရက်ကျော်အတွင်းမှာစစ်တွေမျိုးနဲ့ကြောက်ဖြူမျိုးမှာပိတ်မိနေတဲ့ပြည်သူများဟာမျိုးကိုစွန့်ခွာလာပြီးတော့ရခိုင်တပ်တော်အေအေးထိန်းချုပ်ရနယ်မြေများနဲ့တခြားနေရာများမှာတိမ်းရှောင်ခိုလုံမှုတွေပုံမှုများပြားနေတယ်လို့ကြောက်ဖြူဒေသခံတအူးကပြောပြပါတယ်။မျိုးပေါ်မှာကအများစုကမရှိတော့ဘူး။ အစဉ်ပြေတဲ့လမ်းကနေစစ်ကောင်စီအန်ရရဲ့ကနေခိုးထွက်ပြီးတော့ရခိုင်တပ်တော် AA ထိန်းချုပ်ရနယ်မြေတွေကိုတွားရောက်ခိုးလုံနေကြတယ်တပ်ကြီးပိုင်းတွေကတော့ကြံနေသေးတယ်အဓိကကတော့အမျိုးသမီးကလေးငယ်နဲ့ចောင်းသားလူငယ်တွေကအဓိကဆုံးခွာကြတာပေါ့စစ်ကောင်စီဘက်ကလည်းမြို့ဝင်အထွက်တွေကိုအရင်ကထက်50လောက်တင်းကျပ်နေတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသွားလို့အဖမ်းခံရတဲ့လူတွေလည်းရှိနေတယ်လို့ပြောဆိုခဲ့ပါတယ်အလားတူပဲမြို့တော်စစ်တွေမြို့မှာလည်းအရင်နှစ်လကတည်းကမြို့ကိုဆုံးခွာတင်းရှောင်နေကြသလိုဗိုလ်ချုပ်ပြောဆိုပြီးတဲ့နောက်မှာပုံမုံဆုံးခွာနေကြပြီးတော့ လက်ရှိမှာစစ်တွေမျိုးတွင်းမှာလူမရှိသလောက်ဖြစ်သွားပြီလို့မြောက်ဦးမျိုးကိုတိန့်ဆောင်လာတဲ့ဒုတိယဦးကပြောပါတယ်စစ်တွေမှာအရင်ကတည်းကမျိုးကိုစွန့်ခွာပြီးကြောက်တော့မြောက်ဦးနဲ့မင်းများမျိုးနယ်တွေကိုသွားနေကြတာပေါ့ဘိုးချုပ်ပြောပြီးတဲ့နောက်ပိုင်းပို့သွားကြတယ်အခုမျိုးမှာလူကမရှိသလောက်ဖြစ်သွားပြီလန်ခီးစိတ်မတက်နိုင်တဲ့လူတွေနဲ့တက်ကြီးပိုင်းတွေလောက်ပဲကြံတော့တယ်တချို့ကတော့အိမ်ကိုစိတ်မချလို့ဆိုပြီးတော့မသွားတဲ့မိသားစုတွေလည်းရှိနေသေးတယ်ဘာပဲဖြစ်ဖြစ်အသက်ကပိုအရေးကြီးတယ်ပစ္စည်းဥစ္စာကပြန်ရှာလို့ရတယ် ဒါကြောင့်ကျွန်တော်တို့မိသားစုတွေတိမ်းရှောင်လာတာပါလို့ပြောဆိုခဲ့ပါတယ်။ရခိုင်တပ်တော် AA ထိမ်းချုပ်ရာလွမြောက်နေမျိုးကိုတွားရောက်ခိုးလုံကြတဲ့ဒေသခံပြည်သူတွေကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလိုက်လံဖမ်းဆီးခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းတွေပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ AP လ22ရက်နေ့ကစစ်တွေမျိုးအနီးဂန်းကော်ကျွန်းကိုတိမ်းရှောင်လာတဲ့ဒေသခံပြည်သူတွေကိုစစ်ကောင်စီရေတပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်ဖမ်းဆီးပြီးတော့ထွက်ပြေးရမှာမိုင်းနဲ့မိပြီးနှစ်ဦးသေဆုံးက၄ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒေသခံပြည်သူတရာကျော်ဟာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံမှဖမ်းဆီးခံရပြီးတော့ဒီကနေ့ဒီအချိန်ထိကိုအဆက်အသွယ်မရသေးကြောင်းနဲ့စစ်တွေမျိုးကဗိုလ်ကြီးများနဲ့တာမန်များကိုစစ်ကောင်စီကမိရှုဖျက်ဆီးမှုများတွေရှိနေကြောင်းဒေသခံတွေကပြောဆိုခဲ့ပါတယ်အဆုံးဖြတ်တိုက်ပွဲကြီးကိုဆင်နွှဲဖို့အတွက်ပြင်ဆင်စရာရှိတာကိုပြင်ဆင်ကြဖို့အတွက်စစ်ကောင်စီထိန်းချုပ်ရာဒေသများမှာပိတ်မိနေတဲ့လူများအနေနဲ့ညရာနီးလန်းကိုအသုံးပြုပြီးတော့အမြန်ဆုံးလွတ်မြောက်နေမျိုးကိုတွားရောက်နေထိုင်ကြဖို့အတွက်ရခိုင်တပ်တော် AA ရဲ့စစ်ဦးစီးချုပ် ိုလ်ချုပ်ထွန်းပြန်နိုင်ကတိုက်တွန်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မကွေးတိုင်းပေါ့မြူနယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီကဖလံကိုင်းရဲစခန်းနဲ့ကြောက်တိုင်ခင်ကျေးရွာကိုလေကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုရှိကနေအိမ်များလည်းပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AP လ23ရက်နေ့မွန်လွဲပိုင်းမှာ ပေါ့မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ဖလန်ကိုင်းနယ်မြေရဲစခန်းနဲ့အနီးမှာရှိတဲ့ကြောက်တိုင်ခင်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံသီး၅လုံးထက်မနည်းကျဲချခဲ့ပြီးတော့စစ်တပ်နဲ့တီနဲ့ပြစ်ခတ်တိုက်ခတ်ရာပြည်သူများထိခိုက်မှုရှိပြီးနေအိမ်များလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကပ္ပဆာ25ကနေတက်လာတဲ့ MI35 ရဟတ်ယာဉ်ကလည်းပြစ်ခတ်တိုက်ခတ်မှုများပြုလုပ်ခဲ့တဲ့အတွက်ကြောင့် ဖလန်ခိုင်းရဲစခန်းအနီးမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိအကျအတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။တိုက်ပွဲလည်းမဖြစ်ဘူး။ဒရဟုလေတက်မိထီလာလေတက်ကနေတက်လာပြီးတော့ဘုံဒီ၅လုံးထက်မနည်းကျဲချသွားတာစက်တက်နဲ့တင်းနဲ့လည်းပြစ်သွားတယ်။၃ခေါက်လာကျဲသွားတာပြီးတော့ကပ္ပစာ25ကတက်လာတဲ့ MI 35ကလည်းတစ်ခေါက်လာသွားသေးတယ်။ထိခိုက်မှုတော့ရှိတယ်လို့ကြားတယ်။အတိအကျတော့မသိရသေးဘူး။တိုက်ပွဲမရှိဘဲနဲ့ရွေချက်ရှိရှိကိုလာကျဲသွားတာပါ။လေရင်တွေကအနောက်ဘက်ကိုစက်တက်နေတယ်လို့ ဒေသနေပြည်သူတို့ကပြောပြထားပါတယ်အဲ့ဒီဖလန်ကိုင်းနယ်မြေရဲစခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာဧပြီလ16ရက်နေ့ကမြိုင်မြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့အတူစခန်းဆွန့်ခွာသွားခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်းနေရဲ့လိုက်လံတိုက်ခိုက်ခြင်းကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာမြိုင်မြို့နယ်အတွင်းကိုရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ